နျူကာဆယ်ကိုရှုံးနိမ့်ခဲ့ရတာကစိတ်ပျက်ဖို့ကောင်းတယ်လို့ပြောပြလာတဲ့ဂွာဒီယိုလာပြီးခဲ့တဲ့နိုဝင်ဘာနိုင်ငံတကာပိတ်ရမတိုင်ခင်ကမန်စီးတီးသင်းကအမှတ်ပေးစရာထိတ်ဆုံးကအာဆင်နယ်အသင်းနဲ့လေးမှတ်ပဲကွာနေခဲ့ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ညတော့ကမန်စီးတီးသင်းကနျူကာဆယ်အသင်းကိုအဝေးကွမှာအရှုံးပေးခဲ့ရပြီးတော့အာဆင်နယ်အသင်းနဲ့အမှတ်ကွာဟမှုကိုမလျှော့ချနိုင်ခဲ့ပါဘူးရှင်ဒါပြန်လက်ရှိနျူကာဆယ်အသင်းကိုရှုံးနိမ့်ခဲ့ရတဲ့အတွက်ကြောင့်မန်စီးတီးအသင်းကတပွဲပိုကစားပြီးအာဆင်နယ်အသင်းကိုနောက်ကနေဖိအားပေးနိုင်ခြင်းမရှိတော့ပါဘူး တကယ်လို့ဂျပန်ကအာဆင်နယ်တင်ကစပါတင်ကိုသာအနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့မန်စီးတီးတင်နဲ့အာဆင်နယ်တို့ကြားမှာရမယ့်အဖြစ်ခုနှစ်မှတ်အထိကွာဟသွားမှာဖြစ်ပါတယ်ညူကာဆယ်ကိုအဝေးကွမှာရှုံးနေခရတာကမန်စီးတီးအတွက်နှစ်နာစရာဖြစ်ခဲ့တာကြောင့်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်အလံဝေးသွားပြီဆိုပြီးတော့မှတ်ချက်ပေးတဲ့နေပေါ်ချက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာပရီးမီးယားလိဂ်ပွဲစဉ်၃ပုံ၃ပုံပဲကစားရသေးတဲ့အတွက်ချန်ပီယံဆုကိုလိုက်မြင်နိုင်သေးတယ်ဆိုပြီးတော့နေပြည်တော်ကွာရီယိုလာကယုံကြည်နေပါတယ်ရှင်။ တကယ်တော့မန်စီးတီးအသင်းကနျူကာဆယ်အသင်းကိုအနိုင်ယူနိုင်မဲ့အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ပထမပိုင်းအတွင်းမှာဆိုရင်မန်စီးတီးအသင်းကအခုအဖြစ်ပြောင်းလဲနိုင်မဲ့အခွင့်အရေး၃ချိန်အထိရရှိခဲ့တယ်ဆိုပေမဲ့အဲ့ဒီပွဲစဉ်မှာတိုက်စစ်ကစားသမားတွေရဲ့အရေးအချင်းကမိကွန်းထုတ်စရာဖြစ်နေခဲ့ရပါတယ်။ မန်စီးတီးကနျူကာဆယ်အသင်းကို2ဂိုး2ဂိုးနဲ့အရေးနှိမ်ခဲ့တာဖြစ်ပြီးတော့အသင်းအတွက်ချိပောက်ကိုတကူကိုတော့နောက်ခံလူတီးယက်စ်ကသွင်းယူပေးသွားခဲ့ပါတယ်။ဒီပွဲစမှာမှတိုက်စင်မဟာလန်ကလည်းနျူကာဆယ်နောက်ခံလူတီးကြားမှာရုန်းကန်နေရပါတယ်။ဒီရှုံးပွဲကြောင့်မန်စီးတီးသင်ကပရီးမီးယားလိဂ်12ပွဲမှာရှုံးပွဲ၄ပွဲအထိကျုံတွေ့ခဲ့ရပြီးတော့နိပြဂွာရီယိုလာကင်တွယ်ခဲ့တဲ့တမိုက်တလျှောက်မန်စီးတီးရဲ့အဆိုးအဝါဆုံးရာသီအဆအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနိပြဇီဂွာရီယိုလာကတော့မန်စီးတီးအသင်းအနေနဲ့ပရီးမီယားလိဂ်ချန်ပီယံစုကိုလိုက်မိနိုင်သေးတဲ့ကြောင်းပရီးမီယားလိဂ်ဆိုတော့တာဝန်အပြည့်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအခုလိုပဲအသေးစိတ်ပြောပြလာခဲ့ပါတယ်ကျွန်တော်တို့တွေဒီဘွဲအတွက်အရာအလုံးပေးဆက်ခဲ့ပါတယ်ကျွန်တော်တို့ဘက်ကလည်းပြီးခဲ့တဲ့နှစ်လတုန်းကခြေစွမ်းတိုင်းပဲကစားချင်ခဲ့တာပါ ဒါပေမဲ့နိုင်ငံတကာပိတ်ရတီဗီမှာအရင်လိုခြေစွမ်းပြန်ပြနိုင်ဖို့ဆိုတာအရန်ခက်ခဲပါတယ်။ညူကာဆယ်နဲ့ပွဲကအရန်ကိုခက်ခဲခဲ့ပါတယ်။နေတင်စလုံးကလည်းအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ကြပါတယ်။ဒီပွဲမှာတော့ဂိုဒမဒေါ်နာရမာရဲ့လက်စွမ်းကအမခန်းပါပဲ။ပထမပိုင်းမှာကျွန်တော်တို့ရတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအသုံးမချနိုင်ခဲ့ကြပါဘူး။ဒါကြောင့်လည်းဒုတိယပိုင်းမှာပေးကူတွေပြန်လည်ခွင့်ပြုပေးလိုက်ရပါတယ်။ဒီပွဲကရလက်မကောင်းခဲ့ဘူးဆိုတာဝန်ခံပါတယ်။ဒါပေမဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲကပြီးဆုံးဖို့အဝေးကြီးလိုပါသေးတယ်။ ဒီတော့ဘာမှမဆိုဖြစ်နိုင်မှသေးတယ်ဆိုပြီးနေပြဂွာရီယိုလာကပြောပြခဲ့တာဖြစ်ပါတယ်။မန်စီးတီးသင်းကပြီးခဲ့တဲ့နိုင်ငံတကာပွဲရဲ့မတိုင်ခင်ကနောက်ဆုံးဇလီဘွဲမှာရှုံးဘွဲတပွဲသာကျုံနေရပြီးတော့အကောင်းဆုံးပုံစံကိုရရှိနေပြီမြေနျူကာဆယ်အသင်းရဲ့ချေမုံချင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ယူကဆာအသင်းကိုအရှုံးပေးရပြီးတဲ့နောက်မာတီးယပ်စ်နူးယက်စ်ကလည်းအခုလိုမျိုးပြပြလာခဲ့ပါတယ်ရှင်။ကျွန်တော်တို့အနေနဲ့ဒီထက်ပိုကောင်းအောင်ကစားပြနိုင်ဖို့လိုအပ်ပါတယ်။ရလာတဲ့အခွင့်အရေးတွေကိုဂိုးအဖြစ်မပြောင်းလဲနိုင်တာကတက်တည်ပါပဲ။ ဒါတွေကိုပြောင်းလဲနိုင်ရင်ပွဲဖြေတဲ့တမျိုးတစ်ပုံဖြစ်သွားနိုင်ပါတယ်။ဘောလုံးလောကဆိုတာဒါပါပဲ။ကျွန်တော်တို့ကရလာတဲ့အခွင့်အရေးကိုမပြောင်းလဲနိုင်ချိန်မှာပြိုင်ဘက်ကသူတို့ရဲ့အခွင့်အရေးကိုအသုံးချသွားတာပါ။ဒီနေ့ကကျွန်တော်တို့ရဲ့နေမဟုတ်ခဲ့ဘူး။နောက်ထပ်ပေးစရာအကြောင်းပြချက်မရှိတော့ပါဘူးဆိုပြီးလူနက်စ်ကပြောပြခဲ့တာဖြစ်ပါတယ်။မန်စီတီကလာမယ့်ရက်အတွင်းမှာပဲချန်ပီယံပွဲစဉ်အဖြစ်လီဗာကူဆင်ပြီးရင်ပရီးမီးယားလိဂ်မှာလစ်ယူနိုက်တက်ပိုဟန်နဲ့စောက်တန်းအသင်းတို့ကိုဆက်လက်ပြီးတော့ရှင်ပြန်ကစားသွားရမှာဖြစ်ပါတယ်။ ဒီတော့ပွဲချောင်းနဲ့ကာလာတစ်ခုလိုတတ်မှတ်လို့ရပြီးဒီပွဲစဉ်တွေမှာမန်စတီအနေနဲ့ဘယ်နှမတ်အထိစုဆောင်းသွားနိုင်မလဲဆိုတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်ရှင်အစုံနဲ့ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်